အညာမြေတပ်ပေါင်းစုမှတာဝန်ထမ်းဆောင်ရင်ဇာမနီပျောက်ကြားတပ်ဖွဲ့မှရဲဘော်တုံးကြာဆုံးခဲ့2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ညနေမှာအညာမြေတပ်ပေါင်းစုစခန်းခွဲတစ်ခုကိုစကောင်းတပ်ဖွဲ့ကလေချောင်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်အဆိုပါပစ်ခတ်မှုဖြစ်စဉ်မှာမိမိတို့ဇာမနီပျောက်ကြားတပ်ဖွဲ့မှရဲဘော်တေမင်းတာဝန်စခန်းမှုတက်စိတ်မှု အသက်20နှစ်ရဲဘော်ဗလာအသက်18နှစ်ရဲဘော်နိုင်ကြီးအသက်34နှစ်ဆို3ဦးမြင့်မြတ်စွာအသက်ပေးလူကြာဆုံးသွားခဲ့ရပါတယ်အဖိုးတန်လာတဲ့ဒီဆုံးရှုံးမှုအတွက်ကျွန်တော်တို့မဖို့ပြနိုင်အောင်ဝမ်းနည်းကြေကွဲရပါတယ်ဒေါ်လာရင်းအတွက်ရဲဘော်များရဲ့မိဘများအတွက်ပြီးတော့ကျွန်တော်တို့အတွက်ဒီဆုံးရှုံးမှုများကိုပြန်လည်တောင်းယူကုစားပေးပါမည်ကြာဆုံးခဲ့ကြသည်သောရဲဘော်များ၏မျက်နှာကိုထောက်ရှုသောအဖြစ် ဒေါ်လာရေးတွေယူသားစွာယုံကြည်စွာခိုင်မာစွာလမ်းစဉ်မှန်စွာပါဝင်ပေးအပ်ကြရန်ရဲဘော်များနှင့်ပြည်သူများအားဒေသစွာထက်လောင်းတောင်းဆိုအပ်ပါလေလို့အညာမေတပ်ပေါင်းစုကဝန်ထမ်းကြီးကွဲခြင်းများစွာဖြင့်ရဲဘော်များကြာဆုံးမှုကိုထုတ်ပြန်ထားခဲ့တာလည်းဖြစ်ပါတယ်။ညာဒေသမှာတိုက်ပွဲပေါင်းများစွာဖြစ်ပွားနေခဲ့တာဖြစ်ပြီးဒေါ်လာရေးတပ်ဖွဲ့ပေါင်းများစွာကလည်းပူးပေါင်းပြီး ညာမြေတပေါင်းစုအနေနဲ့ဖက်စစ်အကြမ်းဖက်စစ်ကောင်စီတပ်ကိုပြန်လည်ခုခံနေခဲ့ကြတာဖြစ်ပါတယ်။စူးစီးမှုအင်အားညှဉ်းညွတ်မှုအင်အားတွေနဲ့အပြင်းအထန်ကခုခံဖို့ကြိုးစားရင်းခုလိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတက်ခဲ့ကြတဲ့အချိန်မှာတော့မိမိတို့ဇာမနီပျောက်ကြားတပ်ဖွဲ့မှရဲဘော်တုံးမိမက်စွာအသက်ပေးသူကြဆုံသွားခဲ့ရတာဖြစ်ပါတယ်။ဒီကြဆုံမှုတွေအတွက်ကျွန်တော်တို့အင်မတန်ဝမ်းနည်းကြေကွဲရပါတယ်။ ဒီလိုဆုံးရှုံးမှုတွေအဖြစ်ချင်တာတော့အမှန်ပါပဲအဖိနေခံပြီးသူတို့ဖက်စစ်အကြမ်းဖက်လောက်ကနေလျှောက်ဖို့အတွက်လက်နက်ကင်တော်လန်ကြရင်အောင်ပွဲမရခင်ခီးလန်ခုလက်ဒီမှာအခုလိုကြာဆုံးခဲ့ရတဲ့အခါမှာတော့ကျွန်တော်တို့ကြံရှိတဲ့ရဲဝဲရဲဘက်တွေကဒလိုင်းရဲ့သူရဲကောင်အာဇာနည်တွေဖြစ်မှတ်တမ်းတင်ကိုတင်ထားပေးရမှာလည်းဖြစ်ပါတယ်ဒီလိုမှတ်တမ်းတွေဟာအောင်ရှင်တမိုင်းရဲ့စာမျက်နှာတွေမှာအရေးကြီးလာမယ့်အရာတွေဖြစ်ပါတယ် ီလိုပေးဆက်ခဲ့ရမှုတွေကြောင့်ဒီလိုအောင်ပွဲတွေရခဲ့ရကြောင်းကိုနောက်ချိန်တမိုင်းရဲ့စာမျက်နှာမှာထင်ကျန်ရစ်စိတ်ခြင်းပြီးနောက်လာနောက်သားတွေကလည်းဒီလိုပေးဆက်ခဲ့ရမှုတွေကြောင့်ဒီလိုအောင်မြင်လွတ်လပ်ခဲ့ကြောင်းကိုအတိမတ်ပြုတံပိုးထားစေခြင်းလို့ကျွန်တော်တို့ဒီမှတ်တမ်းတွေကိုရှင်းတာတာနဲ့လုပ်နေရတာလည်းဖြစ်ပါတယ်အညာမေတပေါင်းစုမှတာဝန်ထမ်းဆောင်ကြရင်2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ကမြင်းမြတ်စွာအသက်ပေးသူကြာဆုံးသွားခဲ့တဲ့ရေပေါ်များရဲ့မိသားစုဝင်များထံကို အညာမေတပေါင်းစုမှရဲဘော်ရဲဘက်များတာဝန်ကြီးရဲဘော်ရဲဘက်များကဝန်ထမ်းချောင်းတဝင်းသွားပေးပို့ခြင်းကြာဆုံးရဲဘော်တို့ရဲ့စစ်ယူနီဖောင်းနဲ့အသုံးဆောင်များပန်လဲပေးအပ်ခြင်းရဲဘော်တို့ရဲ့မိသားစုတစုကိုထောက်ပံ့ငွေသားချက်145သိန်းပေးအပ်ခြင်းနဲ့ကွန်ပျူတာဖွဲ့ဖြင့်ကွန်ပျူဥညွန့်ခြင်းရှင်ကိုခြင်းများကို2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ကအညာမေတပေါင်းစုကပြုလုပ်ဆောင်ရွက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ အဖို့တန်သားများကိုမွေးဖွားပေးခဲ့ပါတော့မိဘများသူရဲ့ကောင်းများရဲ့မိဘများအဖြစ်တမိုင်းအဆက်ဆက်မှတ်တမ်းတင်ထားမိဖြစ်ကြောင်းအညာမီတပေါင်းစုကဝမ်းနေကြေကွဲခြင်းများစွာဖြင့်ကြီးညာသွားခဲ့ပါတယ်။ပြည်နေကပြည်သူတို့လူမျိုးဖို့အတွက်တရားတဲ့ဘက်ကနေတန်တကိုင်းတော်လှန်ရင်မိမစွာတပည့်သူကြာဆုံးသွားခဲ့ရတဲ့အညာမီတပေါင်းစုစာမဏေပြောက်ကြားတဲ့ဖွဲ့မှရဲဘော်ဗလအသက်၁၈ ရဲဘော်နိုင်ကြီးအသက်34နှစ်နဲ့ရဲဘော်သိမင်းအသက်20နှစ်တို့ဟာကျွန်တော်တို့စပုတ်ပီးရဲ့မြန်မာမှာလည်းအလေးပြုမှတ်တမ်းတင်လိုက်ရပါတယ်။ရဲဘော်တွေရဲ့ဆလုံးနဲ့နောက်ထပ်ပေးဆက်ခဲ့မှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီနေ့ဦးတော်လိုက်တမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါ။ကြာဆုံးရဲ့ရဲဘော်တို့ကောင်းရာသူပတိလာပါစေ။ဖြစ်စေကြပါဆရာသားရှင်တွေပေါ့အမြင့်ပြည့်ချေမုံရင်တော်လိုက်မှကြာဆုံးသွားခဲ့ရတဲ့သူရဲ့ကောင်းအာဇာနည်ရဲ့အကြောင်းကို ခြေခွဲဝင်တဲ့ကိုယူလေးသားချင်းများစွာဖြင့်အလေးပြုမှတ်တမ်းတင်နေတဲ့ support video ရဲ့မြန်မာ YouTube channel ကိုနားဆင်နေကြတာလည်းဖြစ်ပါတယ်။ support video ရဲ့မြန်မာ YouTube channel ကိုကြည့်ရင်ဒီကနေ့မှရောင်းနေရတဲ့ကနေပါဝင်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ ဖို့ဘာလို့မမီးဘူးမစိုင်းလို့ရမလို့ရဲဘော်ရဲဘက်များသည်ရဲဘော်ဒီမင်းအတွက်ပူဆွေးနေလင်းကစားကြံရှိတော့တော်လန်ရိခီအားလမ်းခုလက်တွင်လက်မပြန်နောက်မတွင်ပဲခရီးဆုံးထိရှောင်မီဖြစ်ပါကြောင်းရဲဘော်ဒီမင်းအားဂတိပြုတကဲ့သို့ရဲဘော်ဒီမင်းဤဒီသောဇဝင်များကိုလည်း တိပြုဝသည်လေဘုဒ္ဓဇေဥခရေဘောဒေမင်းဤတော်လံဤဘောသားရှိသောမြင့်မြတ်မှုကိုကျိုးစွန်းမှုနဲ့ဥလဲမတော့ကာဝန်ထမ်းဆောင်မှုတို့အတွက်ညာမေတ္တာပေါင်းစုအနေဖြင့်

အာဂါနီရဲဘော်သုံးဦးကနှစ်ပေါက်နေသာနှစ် でかい,いああ撃ったおいじゃあそれ見ろあなたにしようと思うわせーりゅう ညေဝိဒါဒအဲ့ဒီမြင်းစွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်ထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ရေးမှာရဲဘော်တွေရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှ မမေ့ပါနဲ့မြန်မာနိုင်ငံရဲ့ရမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရဲ့အတွက်အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်ရွေပဲဖြစ်စီလက်နက်မကင်ရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရေးပေါ်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်း support PDF မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည် Radio.